မယုံဆိုရင်ပြောင်းလို့ရမပြောင်းတော့ပါဘူးဖေမပြောင်းတော့ဘူးဒီဘုရားစကုတမီးရဲ့အဖြေကိုမှတ်ပေးပါဒီဘုရားစကုကဲပြည်သက်များကိုဘုန်းကြီးတို့ခွင့်ပြုပေးမယ် A B C D အဖြေမှန်ပါလို့ထင်တယ်တတိရှင်ဖြေပြ စာအုပ်လှမ်းကြည့်အရှုံးနော်ဇမင်းနာအညောင်းကဘိတို့ကတက်တေတက်ကလာဖြစ်အောင်ထည့်ပေးထားတာလိုက်လှမ်းကြည့်ပြီးအော်ဝထားတာမဟုတ်ဒီဘုရားစကုတင်း30တန်းမေကွန်အပြေမှားလို့ရှိရင်တော့ဘုန်းကြီးတို့ဒီနေရာမှာရက်နားရမယ့်အစီအစဉ်ဖြစ်ပါတယ် ဥဇေယဓမိုးတန်တာပင်လုံဒီဇယ်ပန့်နော်ဇယ်လုပ်ငန်းကနေပြီးတော့စွန့်ငွေ3သိန်းကျပ်ဖြည့်မိပါတယ်ဆူရီဆူရီဒီလိုတော့မဟုတ်ပြန်ကလေးတော့ဆရာရှိမေဆရာတော်အရှင်မတ္ထတကုံစိတ်ကန်း88ရက်ကွက်ဆရာရှိမေမောကဝိပဒနာဓမ္မအိတာကစွန့်ငွေ3သိန်းကျပ် စကဆရာတော်နဲ့တန်ကျုပ်ဆရာတော်များကိုလည်းပဲစုချလို့ရှင်လက်ခံပါတယ်လို့ပြောပါတယ်။မိတ်ဆက်ပေးခြင်းပါတယ်။ဘုန်းကြီးတို့ကတော့ထိုင်တဲ့တန်ခါငါးပါးမဟုတ်တော့ပါဘူးပြောင်းသွားပါပြီနော်။ဒီဘက်ဘေးကဒေါက်တာသုစနကပါဘုန်းကြီးတို့ဒုတိယအခွရဆရာတော်ပါ။ဒီဘက်ကတော့ပြင်မြက်ပါရမီဆရာတော်ဒေါက်တာဝါရမိန်ဒါပါဘုန်းကြီးတို့အခွဲဒုတိယအခွရဆရာတော်ပါ။ဘုန်းကြီးကတော့ပြင်ဒေါက်တာပန္ဒိတာဘိက္ခုပါအခွရဆရာတော်ပါ။ဒါကတော့ပြင်မနာဘတာရီကိုရီးယားဆရာတော်ဘုန်းကြီးတို့အခွဲရဲ့ကိုယ်စွမ်းနာရီကဖြစ်ပါတယ်။ဒီဘက်ဘေးကတော့ပြင်ဒုတိယဥက္ကရာဆရာတော်ဗုဒ္ဓဘာသာဆင်တာဆရာတော် ဝိဝေဒကဇောတိဖြစ်ပါတယ်။ဩက္ခရဆရာတော်၄ပါးနိုင်ကဆရာတော်တပါးဆောဆောတော်နိုင်ကဆရာတော်၄ပါးထိုင်သွားတယ်နော်။စုံဝေ330ပြိတ္တိကလည်းပဲဒီလိုဖြစ်ထားတယ်အကွေမှားသွားလို့ရှိရင်အဲ့ဒီပြိတ္တိတရားခံဆိုတာ record ဖန်ထားပြီပါ။ဘုရားတော်လေးတမန်ဖျား ြေမှန်စစ်ခိုင်းမလို့စုလေးရောက်လာလို့ကြီးညာလဲအောင်မယ်နော်ဒီမှာပြန်ပိုကလေးကန်းကောက်တထောင်ဆရာတော်ကနေပြီးတော့ဥဒိတကစုငွေတသိန်းချက်ချိန်မိပါတယ်လမ်းမယ်ဒီပဲလာတယ်နော်စုငွေပါမလာဘူးနော်ဘုံအမမခံဘူးနော်စီးရင်တော့မှတ်ထားပေးမယ်နော်ဗီဒီယိုရော့ကော်လည်းရှိတယ်နော်အဲ့ဒီပုံကိုယ်တွေဘယ်သူလဲဘုံသိတယ်ဒေါက်တာဇောတိက ကိုအမှုထားပြီးတော့ယဟန်တကာဥမှန်စိန်ယဟန်မဒေါကင်းစပယ်မိသားစုကော့တောင်းကသမီးစုငွေအဖြစ်မှားသည်ဖြစ်စေတဲ့ င်မြင်ပြီးပြောနေကြလားတည်ပါပြန်သမီးစုငွေမားသည်ဖြစ်စီမှန်သည်ဖြစ်စီဒေါက်တာဇော်တိကကိုအမှုထားပြီးတော့ရဟန္တာကဥမှန်စိန်ရဟမဒေါခင်စပယ်မိသားစုကကော့တောင်းကနေပြီးတော့စုငွေ10သိန်းချီးမြှင့်ပါတယ်ဒေါက်တာဇောတိကဘုန်းကြီးတို့အဖွဲ့ရဲ့တွဲဘက်တွင်မှုဆရာတော်ကလည်းပဲစုငွေ10သိန်းချက်ပြီးတော့ချီးမြှင့်ပါဦးမယ်။ ပူစုံွေတိန်းစေတောင်းပေးပါစုံွေဘလောက်ရှိပြီလဲတင်မတင်မပြည့်တော်နေ့အဖြစ်စစ်ပါမယ်တင်မဗျာဒီတခါတမလီခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချပြီးတော့ဖြစ်ရတဲ့နေရာဖြစ်ပါတယ်။စုချင်းငွေ330တန်မိကွန်ဖြစ်ပါတယ်။မိကွန်လေးကလူတယောက်ဘယ်အချိန်မှာဘယ်လိုတရားနဲ့ကျွတ်တန်းဝင်မလဲဆိုတာကိုဧကန်တိသောစက္ခု အမျိုးအစားသည်မြည်သည့်စက္ခု ဖြစ်ပါသည်လို့မိထားပါတယ်။သမီးလေးကအဖြေကိုဒီ ဗုဒ္ဓစက္ခုလို့ယုံကြည်စွာနဲ့ဖြည့်ဆို့လိုက်ပါပြီ။စုချင်းငွေချက်သိန်း30တန်မေကွန်းရဲ့အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာ။